မေလ22ရက်နေ့ငါတို့၏ဝိညာဉ်သည်ထာဝရဘုရားကိုမျှော်လင့်လျက်နေထိုဘုရားသည်ငါတို့ကိုမဆတော်သူ ကာကွယ်တော်သူဖြစ်တော်မူ၏။ဆာလံကျမ်းအခန်းကြီး33အခန်းငယ်20ကျွန်တော်တို့တွင်ဝိညာဉ်နှင့်ခန္ဓာကိုယ်ရှိပြီးဝိညာဉ်သည်ခန္ဓာကိုယ်အတွင်း၌တည်ရှိပါသည်။အသက်80ပြည့်နေတွင်မိတ်ဆွေတို့က Olivia Wendell Holmes အနေထိုင်ကောင်းလောက်မိရာ Holmes ကမဆိုးပါဘူး။ အခုကျွန်တော်နေနေတဲ့အိမ်ကတော့ရဲရံနေပြီးဒဇဒဇနဲ့ပြိုလဲနေပြီးမဲ့ကျွန်တော် Olivia Wendell Home ကကျမ်းမာပါတယ်ကျေးဇူးပါအခုဖြေကြလေသည်ယနေ့ခေတ်ရုပ်ဝါဒီကိုအခြေခံသည့်ကာလတွင်မမြင်ရသည့်အစိပ်ပိုင်းကိုကျွန်တော်တို့တတိမိနေတဲ့ရငွေကြီးအပါဝင်ရုပ်ဝိတ္ထုများစွာတို့သည်ဝိညာဉ်ရေးဆိုင်ရာကျမ်းမာမှုနှင့်ပြုစုပြိုးထောင်မှုကိုဂရုမစိုက်ကြပေဆင်းရဲစေကံများတွင်လူများနှင့်ပြည့်နှက်နေတော်လဲ အမှုတော်ဆောင်တို့၏ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာနေရာများတွင်မူ၆ကံနေတတ်ပါသည်။ဘုရားသခင်နေဖြင့်လူတို့ကိုဖန်ဆင်းစဉ်ကပင်အခြားတရဝါများနှင့်ထူးထူးခြားခြားပုံစံမတူဘဲဖန်ဆင်းခဲ့ပါသည်။တမန်ကျမ်းစာတွင်သူ၏နှကောင်းတဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျင်လူသည်အသက်ရှင်သောတရဝါဖြစ်လေ၏။ကဘာဦးကျမ်းအခန်းကြီး၂အခန်းငယ်ခွန်ဟုဖော်ပြထားပါသည်။ဘုရားသခင်ကလူအားအသိဉာဏ်အတ္တိတရားနှင့်စိတ်ဆန္ဒတို့ဖြင့် လွှမ်းခြုံထားပါသည်ဘုရားသခင်မိတ်ဆွေအဖို့ဖြစ်ရန်ဆန္ဒရှိပါသည်ပြန်လည်ရှင်ပြန်ထမြောက်သည့်ကာလတွင်တည်ခြင်းမှသာရရှင်သင်ခြင်းတို့ပြောင်းလဲမည်ဖြစ်ရာဘုရားသခင်နှင့်ပုံတံတော်နှင့်အညီဖန်ဆင်းထားသည့်ကျွန်တော်တို့သည်ဘုရားသခင်နှင့်သာရရှိနေမည်ဖြစ်ပါသည်ယနေ့အတွက်ဆုတောင်းခြင်းကျွန်တော်ချီးရတဲ့သခင်ယေရှုနှင့်သာရနေရဖို့ဆိုတဲ့မျှော်လင့်ချက်အတွက်ဆုတောင်းပါရယ်အာမင် ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ။